တော်ရီအခုဆိုးနေတဲ့ original ဆာဝါမှာ collection တွေကိုဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ showcase ရဲ့ second ရဲ့ဆိုပြီးနှစ်ခုပဲကျွန်တော်တွင်းမြင်ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အခုလာမယ့် update မှာကတော့ in match collection ရဲ့ non match collection ရဲ့ဆိုပြီးနှစ်ခုတက်တိုးလာမယ်အဲ့ဒီနှစ်ခုတက်တိုးလာခြင်းဖြင့်ကျွန်တော်တို့ second အလန်းစားကြီးတွေမပိုင်ဆိုင်ထားတဲ့ခေါင်းကြီးတွေတောင်မှကျွန်တော်တို့ wall collector ဆိုတဲ့ဒစိကြီးကို try လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့မှကျွန်တော်တို့ in match collection နဲ့ non match collection ကဘယ်လိုအလုပ်လုပ်လဲဘာတွေလဲဆိုတော့ကျွန်တော်နဲ့အတူတူတစ်ချက် show လိုက်ကြသူခေါင်းကြီးမြင်တဲ့အတိုင်းပဲကျွန်တော် original ဆာပါမှာဆိုရင်တော့စကင်းနေဒီလိုမျိုးလမ်းစားတွေပိုင်းမှာပဲကျွန်တော်ဝေါ်ကောလာတာတစ်စိတ်ကြီးကိုရနိုင်တာဒါပေမဲ့အခုတော့အဲ့လိုမျိုးမဟုတ်တော့ဘူးကျွန်တော် image collision နဲ့တစ်ချက်သွားကြည့်မယ်ဆိုရင်ကျွန်တော် notification swan fan recall elimination fan အဲတိရမလားအဲ့မျိုး fan တွေအများကြီးရှိမယ်ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်တစ်ချက်ချင်းတွေကိုကြည့်မယ်ဆိုရင် notification တစ်ခုပိုင်မယ်ဆိုရင်ဒီပေါ်မှာ point လေးရေးထားတယ်ဒီမှာ90လို့ရေးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တစ်ခုပိုင်ရင်90နှစ်ခုပိုင်ရင် point 100 okay ဆိုတော့ကျွန်တော်အနေနဲ့ဒီလိုမျိုး notification effort တွေအများကြီးကပိုင်ဆိုင်ထားမယ်ဆိုရင်တော့ခေါင်းကြီး point တွေကတော့ share ပဲဖြစ်မှာဆိုတော့ ာသာတို့အနေနဲ့ကသိရမလားတော်တော်ကြီးကို mic သွားပြီးလို့ပြောလို့ရတယ်ဒါပေမဲ့ notification effect တောင်မှအကုန်လုံး point တွေကတူလားဆိုတော့အကုန်လုံးက point တူပဲ notification အကုန်လုံးက point 50ရမယ်ပေါ့နော်ဒီမှာပြောထားပုံရဆိုရင်နောက်နဲ့ spam effect ဆိုရင်ဒါမျိုးလေးတွေ point 50ပဲရမယ်ဒါတွေကအကုန်အတူမတူဘူးမတူဘူးဒီအောက်မှာဆိုရင်ကျွန်တော်ဒါလေးတွေကဘာလေးလဲ free ရတဲ့ဥစ္စာလေးလားဘာလေးလားတော့မသိဘူးပေါ့နော်ဒါမျိုးဆိုရင် point 30ပဲရမယ်ဈေးနည်းဈေးနည်းနည်းနေသွားတယ်လို့ကျွန်တော်ပြောလို့ရမယ်ဗျပြီးပြီဆိုရင်ကျွန်တော် recall effect recall effect မှာဆိုရင်မြင်တဲ့အတိုင်းပဲဒါမျိုး တို့ recall အမိုက်စားကြီးတွေပေါ့နော်အာ oh my god ဒီဥစ္စာဆိုရင်ကျွန်တော်တို့ recall အမိုက်စားဆိုရင်လည်းတချို့တွေက free ရထားတာပြဒါကြီးတွေကကျွန်တော်တို့ပြန်လာချွင်းချွင်းချွင်းတို့ recall လဲပါတယ်ပေါ့နော်ဒါမျိုး recall တွေဆိုရင်ကျွန်တော်က point 600တောင်ရအောင် oh my god ဒီရီကောတခု point 600တောင်ရမှာ what the တော်တော်ကြီးကိုကျန်းနေပေါ့နော်ဒီဟာဆိုရင်အဲ့ဆိုရင် brother တို့အနေနဲ့ဒီချွင်းချွင်းချွင်း recall ပိုင်ရတဲ့လူဆိုရင်တော့ insane ပဲဗျာသိရမလားဆိုတော့ဒါပေမဲ့အောက်မှာရှိတဲ့ recall တွေလက်ရှိသေးတယ်ဒီ recall တွေကြတော့ကျွန်တော် point 300ပဲရမယ်ပေါ့နော်မမြင်တဲ့အတိုင်းပဲကျွန်တော်တို့ရေဟိုတလုံးလုံးကရောင်းထားတဲ့ကျွန်တော်တို့ရေ tin recall တွေပေါ့နော်ဒီမှာဆိုရင် only recall တွေပါလေ AP brand အမျိုး recall တွေရှိမယ် Faircon ဗာညာတရကတွေရှိမယ်ပေါ့နော်ဒါမျိုး recall တွေပိုင်ဆိုင်ထားမယ်ဆိုရင်တော့ကျွန်တော်တို့ point 300ပဲရမယ်ကျွန်တော်အောက်ကိုတစ်ချက်စွဲကြည့်လိုက်အောင်မယ်ဆိုရင် free record တွေအဲဒီမှာဆိုရင် point 50ပဲရမယ် record တွေကတော့မြင်တဲ့အတိုင်းပဲ tamen record တွေပဲဖြစ်ပါတယ်ခင်ဗျာပြီးပြီဆိုရင်ကျွန်တော် elimination effect တွေကိုသွားကြည့်မယ်ဆိုရင်တော့မြင်တဲ့အတိုင်းပဲတစ်ခုပိုင်းမယ်ဆိုရင်ကျွန်တော်က point 100တောင်ရရှိမှာဖြစ်ပါတယ် elimination effect ကို point 100 oh my god effect အဖက်တောင်ဖြစ်ကုန်ပြီ effect effect ကောင်းကြီးလို့နော် e scale ကိုနည်းနည်းလေး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  okay ဆိုတော့ကျွန်တော်တို့ elimination effect ကတော့တစ်ခုခုပိုင်းမယ်ဆိုရင် point 100ပဲဖြစ်ပါတယ်ဆိုတော့နှစ်ခုပိုင်းမယ်ဆိုရင်တော့ point 100ပေါ့နော် okay ကျွန်တော်တို့ ထရေးဖာထရေးဖာကကျွန်တော်တို့ဒီမှာဆိုရင် point 100ပဲ okay ကောင်းလိုက်ကျွန်တော်ကဘာဘာဘာဖက်ကိုပဲပိုင်ပိုင်ဒီမှာတော့ point 100ပဲရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဘရဒါလုံးအနေနဲ့ဘာမှမညယူရှင်းစရာမရှိဘူးကျွန်တော်ရေရုပ်ထုရုပ်ထုကတော့ကျွန်တော်ရေအာဒါကတော့မထွက်ရှိသေးဘူးဒီရုပ်ထုကမထွက်ရှိသေးဘူးပေါ့နော်ဒီမထွက်ရှိရသေးရောဒီဒီရုပ်ထုတော့မင်းဒီရုပ်ထုဒီရုပ်ထုကမထွက်ရှိသေးဘူးကျွန်တော် original စာအောင်ပေါ့နော်အဲဒီရုပ်ထုပိုင်မယ်ဆိုရင်တော့ကျွန်တော် point ဘယ်လောက်ရမှာလဲ point oh my god 1000ဟာ what the hell ကောင်းကြီးရုပ်တုတစ်ခုရုပ်တုတစ်ခုပိုင်နေဆိုရင် point တစ်ထောင်နဲ့ oh my god ကောင်းကြီးစဉ်းစားကြည့်တန်တယ်နော်ကျွန်တော်ဒီရုပ်တုပိုင်မယ်ဆိုလဲ point တစ်ထောင်ဒါပေမဲ့ဒီရုပ်တုတွေရဖို့အတွက်ဆိုရင်လဲ brother တို့တွေကဟိုအလုပ်ရတာပြန်လက်ရတာ โอเคဒီမှာဆိုရင်ကျွန်တော်တို့ free ရတဲ့ယုတ်ထုတွေလို့ပြောရမလားဒါကတော့ event link ရမယ်ယုတ်ထုတွေကကျွန်တော် point 100ထပ်ရမယ်ပြီးပြီဆိုရင်ဒီမှာတာမန်ကျွန်တော်ဆက်သားလိုက်ယုတ်ထုတွေကတော့ point 20ပဲရမယ်ပေါ့နော်โอเคဆိုတော့ကျွန်တော် point 20 point 20နဲ့နည်းတာတော့မရှိတော့ဘူးပြပြီးပြီဆိုရင်ကျွန်တော်တို့ button button emote button တော့မြင် button emote emote ရထားတဲ့လူတွေက point 30ရမှာဖြစ်ပါတယ်အဲ all emote တွေမှာ မဟုတ်ရအော်အီမုံမုံအီမုံထဲမှာတောင်မှ point နဲ့တဲ့အီမုံကရှိသေးတယ် what the hell okay ဆိုတော့ကြောင့်ကျွန်တော်ဒီအီမုံတွေပိုင်မယ်ဆိုရင်တော့5 point ပဲရမှာပဲဖြစ်ပါတယ်5 point အီမုံတွေကတော့ပေါ်တာဟာရိုက်တတ်လို့တော့မကုန်ဘူးကြည့်ဦးကြည့်ဦး ရှိအောင် oh my god okay okay ပြီးပြီဆိုရင် custom action အဲဒီမှာဆိုရင်ကျွန်တော် action လေးတွေရထားတဲ့သူတွေကလည်း point 20ရမယ် point 30ရမယ်သူကလည်းသူအစားစားပေါ့နော် point 30နဲ့နေတာရှိသေးလားကျွန်တော်တစ်ချက်ချက်ကြည့်လိုက်မယ်မရှိတော့ပါဘူးခင်ဗျာပြီးကြတော့ကျွန်တော် quick check quick check oh my oh my god ကျွန်တော်တို့ရေ quick check ပိုင်တိုင်းတော့မှဒီရတွေရနိုင်သေးလား Oh my god ဒါဆိုရင်ကျွန်တော်တို့ handle sender အဲတိရမလား ဲဟိဆူကာဟိဆူကာရဲ့ကျွန်တော် voice line တွေပေါ့နော်ဒါမျိုး voice line တွေပိုင်ထားမယ်ဆိုရင်လည်းကျွန်တော်တို့တွေက point 90တောင်ရအောင် oh my god emote တက်တောင် voice line တွေဈေးကြီးနေတယ် oh my god ကောင်းကြီးတို့ဒါတော့ဒီ voice line တွေကဈေးကြီးတယ်ပေါ့နော်ဒါပေမဲ့ဈေးကြီးရဲ့အတူတူကျွန်တော် point 90လည်းရမှာဖြစ်ပါတယ် โอเคပြီးပြီးဆိုရင်ကိုချက်ပြီးတာလည်းဒါပဲပေါ့နော်ဒါပဲရှိတော့တယ်ပြီးပြီးဆိုရင်ကျွန်တော် Namesh College ကိုသွားပြီးကြည့်မယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့ border bounding ရှိမယ်ပေါ့နော်ဒီမှာဆိုရင် bound တစ်ခုပိုင်မယ်ဆိုရင် point တရာရမှာပဲဖြစ်ပါတယ်ဆိုတော့ bounding အကုန်လုံးအတူတူပဲလားဆိုတော့မတူပါဘူးကျွန်တော်တို့ point 50ရမယ် bound လည်းရှိသေးတယ်ဟုတ်ပြီပြီးတော့ဘာရှိသေးလဲချက်ကြည့် point point 10ရမယ် bound မှာရှိသေးတယ်ရောက်ရင်မင်းတို့ညာ bound ရဈေးနေလိုက်လားကွာ point 10လေးတယ် what the မင်းတို့မဟုတ်တော့ဘူးကွာ5 point ရမယ် bound ရှိသေးလားကျွန်တော်ချက်ချာမရှိတော့ဘူး โอเค name เอ่อ name color name color ဆိုတာအဒီဥစ္စာ collector ရမှာရမှာလင် collector name color ရထားတယ်ဆိုရင် point နေရဟာငါတို့ collector ရခြင်းလို့ point နေစုနေရလေ तू က collector ဟိုမှာထည့်နေ oh my god chapel တယ် chapel တယ်အဲ့တော့ကျွန်တော်တို့စကားပြောတဲ့အချိန်မှာသွားပြီးဟိုဒီဥစ္စာတွေဆိုရင်ကျွန်တော်ဆို free ယူထားတာဗျ free တော့မဟုတ်ဘူးပေါ့ဗျာနေ့စဉ် daily လဲ့ပြီးတော့ယူထားတာပေါ့နော် free တော့မဟုတ် sorry မသွားလို့ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တစ်ခုကို400နဲ့အာ point 400 oh my god ကျွန်တော်ဒီ chapel တယ်ရ point 400တယ်လား ဖြစ်အောင်ရင်အစိုးဘူးဟာအဲ့ဆိုရင်ငါမွန့်နေမြားရတော့မှာပဲโอเคကျွန်တော်တို့ဘန်နာဘန်နာဆိုရင်ဒါကတော့ကော်လက်တာဘန်နာလေကော်လက်တာဘန်နာလေငါတို့ကော်လက်တာမမေ့ရသေးရကော်လက်တာလိုချင်လို့စုနေပါဆိုโอเค loading event loading event ကလည်းလာပြန်ပြီပြီးကြတော့ကျွန်တော်တို့ dynamic portrait ဩော် dynamic portrait ကြီးကျွတ်စင်ကြီးဟောရေး အဲ့ဆိုရင်ကျွန်တော်တို့ကဒီ Moscow Second Year Dynamic Portrait Pie နဲ့ပထမဆုံး Second ဖြစ်လာမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။ဆိုတော့ကျွန်တော်တို့တွေ in game ထဲမှာဒါမျိုးပေါ်နေမှာပေါ့နော်။အဲလေ action action ပုံစံမျိုးပေါ့။ Okay Okay ပြန်ကြည့်လိုက်မယ်။ကျွန်တော်ကျွတ်စင်ကြီးဗျာကျွန်တော်ကျွတ်စင်ကြီးဗျာနော် okay okay dynamic portrait dynamic portrait ကြီးကလည်းလာတယ်ဗျာ okay dynamic portrait ပြီးတော့ပိုင်ပါရမယ်ကျွန်တော်ပြန်ကြည့်အောင်ခါလေးအဲ second hand collection dynamic portrait point နေရ okay dynamic portrait ပိုင်မိုးတွဲက point နေရာရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါမျိုးလေးတွေနည်း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 ချင်းစီရေတွက်မှာဖြစ်တော့ကြောင့်မို့ကျွန်တော်တို့တာမန်စပြင်းဒီလိုမျိုးအကြီးကြီးတွေကိုပိုင်ဆိုင်မထားတဲ့ခေါင်းကြီးတို့ကဒီလိုမျိုးအဲတက်တေးလေးတွေတက်တေးလေးတွေပိုင်အောင်လိုက်ဆူလိုက်မယ်ဆိုရင်အနည်းဆုံးတော့ wall collector ကို try လုပ်ရမယ်လို့တော့ကျွန်တော်ကတော့ထင်နေပေါ့နော်ကျွန်တော် mobile legend MPL skin တွေကအစ်စ်တစ်ခုဖြစ်တဲ့ကျွန်တော်တို့ edit MPL skin အစ်စ်ကြီးထွက်ရှိလို့သာပြီးပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်30% discount ရမယ်ပြီးပြီဆိုရင်ကျွန်တော် diamond 100 discount လေးနဲ့မှာပေါင်းလိုက်တဲ့အတွက်ကြောင့်မို့တော်တော်လေးအဆင်ပြေသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်က ဒီနေ့မှာဒီ second က second effect second effect ဒီဘလို့နေလဲဆိုတော့ကျွန်တော်လက်တွေ့စမ်းသပ်ပြသပေးသွားမှာပဲဖြစ်ပါတယ်ဆိုကြမကောင်းညွှေတစ်ချက်ရှုံးကဲကျွန်တော်တို့ရေတဲထွက်ရှိလာတဲ့ MBL Edit Second နဲ့ကျွန်တော်တို့ Collector Second နဲ့ဘယ် Second ပုံလာလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့နိုင်ရှင်ကြည့်ပါမယ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Second နှစ်ခုရဲ့ပုံစံကိုရှင်းကြည့်မယ်ဆိုရင် Collector Second ကဈေးများတာဖြစ်တဲ့ကြောင့်မို့တိတိတတ်တာလေးပုံလာနေတာကိုကျွန်တော်တို့လက်ခံပေးရမယ်ပေါ့နော်ကျွန်တော်တို့ Basic Deck လေးကိုတစ်ချက်စမ်းကြည့်မယ် Shot 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 DC တက်ကတော့သူ့ကိုထုတ်နေလို့လားမသိဘူး trade route ကျွန်တော်အကောင့်ကြီးတော့ဘေးနားမှာတိတ်မမြင်ရဘူးဖြစ်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်စက်ကင်းဝန်လေးကိုပြောင်းပြီးဆန်းသက်ကြည့်လိုက်မယ် let's go 1 2 3 okay ဆိုတော့ပုံမှန်မှာပဲပေါ့နော်ကျွန်တော် MPL စက်ကင်းနေဆိုတဲ့အတိုင်းပဲအောက်ကနေပြမှာတကားပေါက်တွေပွင့်လာတယ်လို့မျိုးအဲလိုမျိုး okay ဒါပါပဲကျွန်တော်စက်ကင်းတူလေးကိုထည့်ပြီးဆန်းကြည့်မယ်ကောင်းကျို let's go 1 2 3 sure ဟွန်း okay ဆိုတော့ကျွန်တော်အနေနဲ့ကတော့ဘယ်လိုပြောမလဲဒီ diamond နဲ့ဆိုရင် ကျွန်တော်တားအီးသဘောမကျဘူးဗျကျွန်တော်ကျွန်တော်စိတ်ထဲမို့လို့လားမသိဘူးဒီစကေးတူးကြီးကနည်းနည်းလေးတဲ့တားအီးအဆင်မပြေဘူးဆိုတော့ကြောင့်မို့ okay ကဲဆိုတော့ကျွန်တော် AD လေးကိုတစ်ချက်လောက်ခွဲကြည့်မယ်ရော1 2 3 okay AD ခွဲလိုက်တဲ့အချိန်မှာလည်းပဲပေါ်လာတဲ့ဥစားလေးတွေကမစိုးတော့မစိုးဘူးမစိုးတော့မစိုးဒါပေမဲ့ဒါပေမဲ့အဲ့လောက်ကြီးဒိုင်းမွန်းဒီလောက်ဒိုင်းမွန်းနဲ့ကျွန်တော်တို့စတာလိုက်တစ်ခုလောက်ပဲစတာလိုက်စကင်ပူမိုက်မလားလို့ပေါ့နော်ကျွန်တော်တို့ကစတာလိုက်စကင်ပူမိုက်တယ်ဆိုရဲခန်းစားချက်ပဲရတယ် ်အဖိုက်တွေများနေတယ်လို့မခံစားရဘူးပေါ့နော်ဆိုတော့ကျွန်တော် second one ID ခွဲထုတ်ပြီးရဲ့အချိန်မှာ second one ဟိုပေါ့ second one အောင်ဖြစ်နေ basic တက်လေကျွန်တော်ပြစ်ကြည့်မယ်အဟိုကအကောင့်ကြီးနေလို့လားမသိဘူးပေါ့နော်ကျွန်တော်တခြားတိုင်းမမြင်တော့တိုင်းပြစ်ကြည့်မယ် okay okay ဒီတိုင်းပြစ်ဒီတိုင်းကြည့်မယ်ဆိုရင်တော့ကျွန်တော်နည်းနည်းလေးမြင်ရတယ်ပေါ့နော်အဖက်ကတိုင်းလို့မများပါဘူး okay တိုင်းတော့မများဘူးပေါ့နော် okay ကျွန်တော် second one လေးပြစ်ကြည့်မယ်อืมဒါလေးကမစိုးဘူးဒါလေးကမစိုးဘူး ဘာလို့မဆိုဘူးစကေတူဟုတ်โอเคကဲကျွန်တော်စကေတူလေးရော့စကေတူကတော့အများကြီးဆွေတူတော့မရှိဘူးပြအဲ့ဒါပဲဩစကေ1လေးကတော်တော်လေးလာစကေ1လေးကတော်တော်လေးလာတယ်ခေါင်းညိုအဓိကကျွန်တော်ဒီ edit ကိုပြန်ပြီးပြောရမယ်ဆိုရင်အာကျွန်တော်တို့ကစကင်းဝမ်းပဲလာတယ်ဗျ channel ဥစားတွေကကျွန်တော်တို့ကတာကြီးရင်ခုံးနေတယ်တော့မရောက်ဘူးပေါ့နော်ဒါကတော့ဒါပါပဲ okay ဆိုတော့ကျွန်တော်နှစ်ခုရှင်းကြည့်ရအောင် ကဲဆိုရအောင်လို့ collector second နဲ့ MBL second ပဲဖြစ်ပါတယ်ဆိုရအောင် diamond လည်းအများကြီးကွာတာဖြစ်နေကြတော့တိတိတတ်တာကြီးအလားတွေကတော့ကွာနေတယ်ဆိုတော့ခေါင်းညို့မြင်တွေ့ရမှာပဲဖြစ်ပါတယ်အမ်ဆိုရအောင်လို့ collector second ကတော့တိတိတတ်ပူလာတာပေါ့နော်ကျွန်တော်ဒီ MBL second ကတော့ကျွန်တော်တို့ကတော့သိရမလားဘလိုခံစားရလဲဆိုတော့နေရပြောကျွန်တော် slide second နဲ့တော့မလောက်ဘူးလို့တော့ထင်တာပဲပေါ့နော်ဆိုရအောင်ဘာသာတို့အနေနဲ့ ဝယ်လားမဝယ်ဘူးလားဆိုတော့ကိုယ့်အကူပဲဆုံးဖြတ်ကြပါဒါပေမဲ့ကျွန်တော်အနေနဲ့အမှန်တိုင်းပြောရမယ်ဆိုရင်ကတော့ starlight second ကပို့ပြီးတော့ဒီတက်ပို့လာတယ်လို့ခံစားရတယ်ဒီတက်ပို့ပြီး effect တွေပါသေးတယ်လို့ကျွန်တော်ကတော့ထင်တာပဲပေါ့နော်ဒါပေမဲ့လည်း MPL second ဆိုတော့လေဒီတိုင်းပဲပေါ့ဆိုတော့ဘာသာလို့အနေနဲ့ဝယ်မလားမဝယ်ဘူးလားဆိုတော့ကိုယ့်အကူဆုံးဖြတ်လို့ရပါတယ်ခင်ဗျာ Okay ဆိုတော့ဒီနေ့ video တွေကဒီနေ့တွေလောက်ပါပဲဆုံးရှိပေးကြတယောက်ချင်းကျေးဇူးများတင်ပါတယ်အားလုံးပဲဖိုက်မှန်ပါခင်ဗျာ